မင်္ဂလာပါရှင်28ရက်လေးလာနေပြီးတော့9လပိုင်း၄ရက်နေ့ဒီတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးကြုံရမယ်အဲ့ဒီအပြောင်းလဲဟာကောင်းသောအပြောင်းလဲခြင်းလို့မြင်ပါတယ်တန်မိုးကြီးသောပစ္စည်းများ ဝင်လာဖို့ရှိနေပါတယ်မိမိမမျော်လင့်ထားဘဲနဲ့မမျော်မှန်းထားဘဲနဲ့ဝင်လာတာမျိုးဖြစ်တတ်ပါတယ်မိษွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မှားတာလေးတွေစကလုံးလေးတွေကိုဟိုအတိတ်ကောက်ပြီးတော့မှတန်တရားဖြစ်စရာလေးတွေနောက်ပြီးတော့ဒီအပြစ်ပြောစရာလေးတွေကျင်းဝတ်တည်တယ်ဒါကြောင့်ပြောတာဆိုတာလေးတွေမိษွေပေါင်းတဲ့နဲ့တတိတိထားပြီးတော့ပြောဆိုပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီအစီအပြေသွားပြီး အိမ်ပြင်ကျန်တာလားအိမ်ဆောက်ကျန်တာလားအိမ်နဲ့ပတ်သက်ပြီးဘယ်အကြောင်းအရာမဆိုအစီအပြင်းမဲ့တပတ်တာလို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းကိုနောက်ဆန်နေတင်ရတာဝေဘေးဝေယူကိစ္စလေးတွေပါစကားပြောရတာဒီလိုလေးရှိပါတယ်။ရန်အနေနဲ့တိုက်ခိုက်လုံးဝမတွေ့ရဘူးအဲ့တော့ရန်အနေနဲ့မရှိတဲ့အပြင်မိမိကိုချစ်သူခင်သူပေါ်လာမဲ့တပတ်တာလို့တွေ့ရပါတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့လမ်းခွင့်ရတဲ့ဒီယတနာတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ကျမ်းမာရေးကြောင့်စိတ်ညစ်ရတတ်ပါတယ်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုးကျိုးလုံးဝမရှိပါဘူးရှင်ရခင်ကနေ့ကကျမ်းမာရေးအញ្ញမ်းရှိနေတဲ့ဒီနေ့ခုနေသားသပြီးချစ်မိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာကျမ်းမာရေးဒီစေကူတော်မူအောင်မြင်စေတဲ့အနာနဲ့ဆင်းတဲ့တွေ့မယ်ဒီလိုလေးမြင်ပါတယ် အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တောင်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းပါတယ်။ထီထူးကံဆန်းခြင်းနေဆိုရင်တော့တစ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ပြောဝဆူရတဲ့ကိစ္စလေးတွေတော့ရှိတယ်။ဒါ့ပြင်ပဲလက်သေးပါငွေမပြတ်ဘဲနဲ့ငွေတွေဝင်လာမစဲတဲတဲရရှိစေမယ်လို့တွေ့ရပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကြည့်လိုက်တဲ့အခါမှာ ကိုကိုနိုင်ကအလုံးလုံးရတဲ့အခါမှာစနိုးစနောင်လေးတွေဖြစ်တဲ့တင်တို့ပေမဲ့ကိုလုံးဝမဲ့ကိစ္စလေးတွေမှာဟိုငွေကြီးကိစ္စပဲတော့လကောင်းဒီအလုံးအတွက်နေပြောကြပြီးဆိုကြပြီးဆိုရင်တော့လကောင်းကိုဘက်ကနေပြီးတော့မှတတိငယ်ပြောဆိုမေးနောက်ပြီးတော့ဘာလေးလုံးလုံးအများနဲ့တတိထားမေးအမှုမဲ့အမှတ်မဲ့နေလိုက်တဲ့အရာဒါတော့မဖြစ်တော့ပါဘူးဆိုပြီးတော့ဒီလိုလေးတွေးထားတဲ့အရာတွေကဖြစ်သွားတတ်တယ်အဲ့တော့ပြဿနာလေးနေငယ်တက်သွားတတ်တယ်အဲ့ဒါလေးကိုတော့တတိထားပါ တင်းငွေသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စီတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ်တင်းငွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရရမယ့်ယရိယာကငားငားကောင်လှုပ်ပေးပါယခုလိုငားကိုဘေးမဲ့လှုပ်ရတော့ကုသိုလ်ကံကြောင့်တပတ်တာမိမိခက်ခဲနေတဲ့အလုံးစုံပြည်လေသွားမှာပဲဖြစ်ပါနဲ့ရှင်မင်္ဂလာပါရှင်28ရက်လေးလမှာ9လပိုင်း၄ရက်နေ့ဒီတပတ်တာ ဒီနေ့လာသွားသပြီးချင်းပြီဆိုရင်လောက်ကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။ဒီနေ့လာသွားသပြီးချင်းပြီဆိုရင်လုပ်ငန်းတွေတိုးချဲ့ရမယ်။လက်ရှိလုပ်နေတဲ့အလုပ်တွေရလဲပဲရွေချက်တွေကောင်းသလိုအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါတယ်။တန်ဖိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်လူယုံဒုက္ခပိတဲ့တည်းဒါကြောင့်သတိထားပါနော်။ အိမ်နဲ့ပတ်သက်ရင်တော့စိတ်ညစ်ရတယ်စိတ်ရှုပ်ရတယ်မိုးကျရတာကိုတွေ့ရလိမ့်မယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းနဲ့အဆင်မပြေဖြစ်တာပြဿနာတွေအဲတက်တာမျိုးကြဝံတက်ပါတယ်။ရန်အနေရလုံးဝမရှိပါဘူးရှင်ရန်အနေမရှိရပြီးချစ်သူခင်သူပေါ်လာမယ့်တပတ်တာလို့တွေ့ရပါတယ်။အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူငယ်ပေါ်ခြင်းလို့မြင်နေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ အိမ်တော်ကြီးအေးချမ်းတာယံစီပဲတပတ်တာပါကျမိုင်းနဲ့ပတ်သက်တော့ဘီဝီဆိုင်ပါကျမိုင်းရပါတယ်ဖြစ်တယ်လေဆိုရင်ခါးရီနာရီနောက်တော့ပြီးတော့အကျုံးမကောင်းတာတွေဖြစ်တဲ့တည်းဒါလေးယူဆိုင်ပေးရတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုပ်တွေရန်ဖီစီးပြီးတော့လုပ်ရတဲ့အခါမှာပူပန်မှုလေးတွေကျွမ်းတတ်တယ်ဒါ့ပြင်မဲ့စိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူး ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒါပေမဲ့ထီတိုကန်ဆန်းကျင်နေဆိုရင်ရှစ်တလုံးထီတိုကန်ဆန်းလို့ရပါတယ်။လလာဝါနဲ့ပတ်သက်ပြီးတော့ပွင့်လန်းလာပြီသို့ပေမဲ့မိမိဝင်လာတော့ငွေကြီးသည်တစ်ဖက်မှာကိုပြန်ပြီးတော့ပေးရမယ်လုံးဝမယ်ကန်ရမယ်ဆိုတဲ့ဟာလေးကိုဖြစ်တဲ့တည်းလက်ထဲငွေမပြဲတာပေါ့နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြီးလိုက်တဲ့အခါအတိုက်ခံချားကနေပြီးတော့မှပေါက်ထွက်ပြီးတော့မှအောင်မြင်စေမဲ့တပတ်တာလို့မြင်ပါတယ် ဒီနေ့လာသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံတောက်ပတ်ဖြစ်စီတဲ့ရေဒီယာကောင်းလေးဆံပါပေးချင်ပါတယ်ဒီနေ့လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေဒီယာကဘယ်အသီးမဆိုမိမိနေအိမ်ရဲ့ဖျားမှာအသီးတမျိုးထူတန်းခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမည်လို့တွေးရပါတယ်ရှင်မင်္ဂလာပါရှင်28ရက်လေးလမှာ9လပိုင်းလေးရက်တပတ်တာ အင်္ဂါသောသမီးချင်းပိစုရဲ့လောက်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။အင်္ဂါသောသမီးချင်းပိစုအလုံးနဲ့ပတ်သက်တာအယောင်းဝယ်တဲ့ပတ်သက်တာတွေအားနည်းနေတဲ့တပတ်တာလို့တွေ့ရပါတယ်။တမိုးကြီးရဲ့ပြည်စီဝင်လာဝှရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ပြောပွဆိုမှာလုံမကင်မလေးတွေကြောင့်မိမိဆုံးရှုံးနေတာစီတဲ့အရာလေးတွေ့ရပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းနေပါတယ်။ရှင်မြူသားကြီးစီကကုညီကောင်းထောက်ပံ့ကောင်းတွေမပြောလို့မရရှိစေတတ်ပါတယ်။ရဲအန်ဒီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ကျမအိမ်နဲ့ပတ်သက်တဲ့ဆူချိုးလုံးဝမတွေ့ရပါဘူး။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်နေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအေးချမ်းသောအိမ်တော်ကြီးလို့တွေ့ရပါတယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းနေပါတယ်။ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများပွင့်လန်းစီမဲတပတ်တာပါအဲ့တော့ငွေရွှေမဲငွေကံပွင့်မဲသို့တော့အလုံးနဲ့ပတ်သက်ရင်တော့အားနှဲစီတဲ့အရာလေးတွေတွေ့ရတယ်ဒီအားနှဲချက်ရှိတဲ့အတွက်ကြောင့်မို့လို့မိမိအနေနဲ့ဘလူးလေးငါစီစဉ်လိုက်တဲ့အခါမှာအားသာချက်ကလေးဖြစ်မယ်ဆိုတာကို ကြိုတင်ပြီးတော့မှ Twitter ဆင်ခြင်လို့ရအောင်ဆရာမပြောပြခြင်းပဲဖြစ်ပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူးရှင်။ဒီတော့အင်္ဂါသားသမီးချမိတ်ဆွေအတွက်ကံထောက်ဖက်ဖြစ်စေတဲ့ရည်ရအောင်လေးပေးချင်ပါတယ်။အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရေရာကညီသူကိုမဆိုးရေတက်ပြီပါအဲ့တော့ကုထန်ငယ်တဲ့သူကြီးတဲ့သူရွေးသူပေါ့နော် နောက်ပြီးတော့တန်နာတော်များနောက်ပြီးတော့သီလရှင်ဆရာလေးများကိုရေတက်လူပေးရတယ်ရေတက်ဆိုတာကရေတန့်လို့ဟောတော့တောက်ရေပေါ့နော်နောက်ပြီးတော့အချူရေတို့အဲ့လိုရေတက်တမျိုးမျိုးလူတိုင်းချင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာပြည်တယ်သွားမေးလူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်28ရက်လေးလမှာငါးလပိုင်းဒီရက်နေ့ဒီဘုဒ္ဓဘူသာသမီးချင်းမိတ်ဆွေရေအလုတ်ကင်ကနေစတင် ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင် ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးကြုံရမယ်။ရောင်းပန်းဝယ်ပန်းလေးပွင့်လန်းစီမဲ့တပတ်တာပါ။တန်မိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါလေ။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အကူကြီးကောင်းလေးတွေပံ့ပိုးမှုလေးတွေကြံ့ကြံ့ကောင်းလေးတွေရတတ်ပါလေ။အိမ်ထဲပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေစီမဲ့တပတ်တာပါ။ဆွေမျိုးသားလေးစီရလည်းပဲ ပံ့ပိုးမှုလေးတွေရရှိသလိုငွေကြေးအထောက်ပံ့ကောင်းလည်းရဖို့တွေ့ရပါတယ်။ရန်အန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူရှိနေပါလျက်နဲ့နောက်ထပ်အလိုချစ်သူအစ်စ်တွေရတာမျိုးကြုံရတတ်တယ်။နောက်အိမ်ောင်ကြီးနဲ့ပတ်သက်ရင်လည်းပဲသားသမီးတွေအတွက်ဓမ္မမိုးအောင်လက်ငယ်သားတွေအတွက်နဲ့အလုပ်တွေရမ်းရှုပ်နေတယ်။သို့တော့ကောင်းသောအလုပ်ရှုပ်ခြင်းတွေတွေ့ရပါတယ်။ ကျမ ాయి နဲ့ပတ်သက်တော့စူးစူးလုံးဝမတွေ့ရပါဘူး။ယခင်ကနေ့ကကျမ ాయి ခန်းစားနေရတဲ့သူဆိုရင်ဒီတစ်ပတ်ထဲမှာယောဂာနဲ့အနာနဲ့ဆင်းနေလုံးဝတွေ့သွားမယ်လို့တွေ့ရပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တစ်ပတ်တာပါ။ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်။ထီထူးကံစမ်းခြင်းနဲ့ဆိုရင်တော့၃ညတစ်လုံးထီထူးကံစမ်းလို့ရပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့မိမိလက်ထဲမှာငွေမထားဘဲနဲ့ပစ္စည်းဥစ္စာတစ်ခုခုစုဆောင်းပေးဆိုရင် ပို့ပြီးတော့မှ ရဲစီတဲ့တက်ကိုတွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါအလိန်ခံမှုတစ်ခုရှိရတည်ထားပါတော့။ဒီတော့ဟိုတော်ဦးသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံတော့ပဲဖြစ်စီတဲ့ရေရရာကောင်းဆရာမပေးချင်ပါတယ်။ဘုဒ္ဓဥဒသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်ရေရရာကမိမိမှာရှိနေတဲ့အရှုပ်တွေအားလုံးရှင်းလင်းစေဖို့တွင်တပြည့်စည်တစ်ချောင်းကို အစီပြေသောနေရာတစ်ခုမှာလူတန်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားဖိတို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။၂၈ရက်လေးလမှာ၅လပိုင်း၄ရက်ဒီတပတ်တာဇာတာပရိသသမိချိမိတ်ဆွေရဲ့လောကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။ဇာတာပရိသသမိချိမိတ်ဆွေဆုံးဖြတ်ချက်ချတဲ့အခါမှာခိုင်မာသောဆုံးဖြတ်ချက်ကိုချပါ။ အလုပ်နဲ့ပတ်သက်ပြီးတော့အင်မတန်မှကံအားကောင်းနေပါတယ်။ရောင်းဝယ်တဲ့ပတ်သက်ရင်ရောင်းပန်းဝယ်ပန်းဖွင့်လိုက်စင်မဲ့တပတ်တာပါ။တန်ဖိုးကြီးသောပစ္စည်းဝယ်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှောက်မှုတွေခံရတတ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့ခိုက်ရန်ဖြစ်ပွားတတ်တဲ့သတိထားပါနော်။ရှင်ယူသားချင်းနဲ့ပတ်သက်ရင်စိတ်မကောင်းစရာတွေနေကြရတဲ့ပါရဲ့ ရှင်နဲ့ပတ်သက်တာအတိုက်ခိုက်တဲ့ပတ်သက်တာလုံးဝမတွေ့ရပါဘူးရှင်။အကျွေးမြင်တဲ့ပတ်သက်တဲ့ကိစ္စလေးတွေရှင်းလင်းသွားပြီးတွေ့ရပါလိမ့်။အချီးအင်းနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ဂယုဆိုင်မှုကျင်နာမှုရရှိစေတဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်အီချင်းပဲအိမ်တော်ကြီးပါ။ကံနဲ့ပတ်သက်ရင်ကံအားအလုံးကောင်းနေပါလိမ့်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရပါလိမ့်။ ဝေကြီးတတ်တာပါဗျာဝင်လာမစေးတဲတဲတဲရရှိစေမဲ့တပတ်တာလို့တွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာတွေကြီးလိုက်တဲ့အခါမှာရုပ်တရည်ဖြစ်စီတဲ့ NDA လေးတွေကိုတတိထားပေးပါနောက်ပြီးမှမိဖို့ကြောင့်မှဟိုကိုကဝင်တဲ့အခါမှာပြည့်စစ်တဲ့ပတ်သက်တဲ့ NDA မျိုးနောက်ပြီးလန်လာမျိုးဒါလေးကိုကြည့်ဆိုင်စီချင်ပါတယ်ဒီတော့ဂျာတာပိသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးဆံမှာပြီးချင်ပါတယ် ဇာတာဘိတာသမီးသမီးဆွေပြုလုပ်ဆောင်ရမယ့်ယရိယာကကန္နမာပန်းစိုက်တဲ့အယောင်ခုနှစ်ပွင့်ကိုဇေဒီတဆူမှာမိမိရဲ့မွေးနံတောင်းမှာဓမ္မမို့ဖျားဝင်းထဲမှာလှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။28ရက်နေ့လမှာ9လပိုင်း4ရက်နေ့ဒီတပတ်တာတောက်ကြာသားသမီးချင်းမိတ်ဆွေရဲ့လောက်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြာသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းခွင်မှာရည်ရွယ်ချက်ကောင်းလေးတွေ၊ကြံ့ကြံ့ကောင်းလေးတွေရရှိစေတဲ့အပြင်အလုပ်နေရာကောင်းလေးတွေရောက်ရှိစေမယ်လို့တွေးရပါတယ်။ရောင်းဝယ်တွေပွန်လန်းစေပါတယ်။တံမိုးကြီးသောပစ္စည်းထွက်တတ်တဲ့ website ပါတော့။မိတ်ဆွေပေါင်းတဲ့ပတ်သက်တာဆရာသမားနဲ့ပတ်သက်တာအကူအညီကောင်းအပြည့်အဝရရှိစေပါမယ်။အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်တဲ့ကိစ္စမှန်သမျှအလုံးစုံအဆင်ပြေသွားပါလိမ့်မယ်။ ရှင်မျိုးသားချင်းစီရမမျော်လင့်တဲ့မထင်ထားတဲ့အကူအညီကောင်းရဖို့ရှိနေပါတယ်။ရန်အနေရလုံးဝမရှိပါဘူးရှင်။အခြေအနေပတ်သက်ပြီးတော့စိတ်ညစ်ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အပေါ်မှာအလိုမချမှုအစိတ်တိမ်မချမှုတွေများနေတတ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ခါးအောက်ပိုင်းတွေကျမကြီးချူချာတတ်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ ဒီတစ်ခုပြီးတစ်ခုပေါ့နော်ပဝင်းချင်းရဲ့အနေဓာလေးတစ်ခုကြောင့်မိမိဒီအဲ့ဒီရဲ့ရိုက်ဖြတ်မှုလေးတွေကြောင့်စိတ်နှောက်ရှက်လေးတွေမြင်နေဖြစ်တတ်ပါတယ်။ကံနဲ့ပတ်သက်ရင်အားနေတွေတို့ပေမဲ့ထီထူးကန်ဆန်းချင်တယ်ဆိုရင်တော့လေးတလုံးကိုထီထူးကန်ဆန်းလို့ရပါတယ်။ဝေးကြီးလက်လာပါတယ်ပွင့်လန်းစီပဲတပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုကိုတိုင်းကဗာလေးပဲလှုပ်လို့အမြဲစစ်စစ်ဆက်ဆက်တည်တည်ကြကြနဲ့လုတ်ကင်တက်သူ တွေ့တဲ့သူကကိုနဲ့ဆက်ကျင်ဘက်သူကိုတွေ့တဲ့အခါမှာအင်မတန်စိတ်အယမ်းကြီးရတာစိတ်ရှုပ်တွေးရတာဒီလိုလေးတော့ကြုံရတတ်ပါတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပတ်ဖြစ်စီတဲ့ရေရီယာကောင်းလေးဆရာမပြီးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေကလေးငယ်တယောက်ကိုမုံပဲတရေစာဓမ္မမို့ရေထမင်းခေါ်ကြွေးတာဒီလိုကုသိုလ်ရခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်28ရက်ဒီလပါ9လပိုင်း4ရက်နေ့ဒီတပတ်တာစနေသားသမီးချင်းမေစုရဲ့အလုတ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်စနေသားသမီးချင်းမေစုအလုတ်ကံနေမကောင်းဘူးအလုတ်ကြောင့်စိတ်ညစ်ရမေနောက်ပြီးတော့အလုတ်ထဲမှာလည်းပဲပြဿနာမျိုးစုံလေးကြုံရတတ်တယ်တာဝန်တတိထားပါနော်တံမိုးကြီးသောပစ္စည်းထွက်တတ်ပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့တွေကမိမိကိုအပြစ်ပြောတာလေးခံရတတ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရံများအဆင်ပြေသွားမယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အကူအညီမရဘဲနဲ့ဆွေမျိုးသားချင်းစီကနေပြီးတော့စိတ်တော့ကပေးတာတွေပဲကြောက်ရတတ်ပါတယ်။ရံအန်ဒီစူးစူးဝါမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေတယ်။အိမ်တော်ကြီးအေးချမ်းစီတဲ့တပတ်တာပါ။ကျောင်းမကြီးနဲ့ပတ်သက်ရင်တော့ခေါင်းတွေမကောင်းတာခေါင်းတွေအများနဲ့နောက်နေတာမျိုးကြုံရတတ်ပါရဲ့။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပဲတပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒို့ပေမဲ့ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါတယ်ကရွှင်နေတို့တော်လက်ထဲမှာလုံးဝမမြဲပါဘူး။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ငုံပြီးကြည့်လိုက်တဲ့အခါဆရာသမားလိုပုံကူမျိုးကနေပြီးတော့အကူကြီးကောင်းထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းတွေအပြည့်အဝပေးလာမယ်လို့တွေ့ရပါတယ် ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံတော့ဖတ်ဖြစ်စီတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ်။စနေသားသမီးချင်းမိတ်ဆွေဒီဒီဘက်တာမှာအဋိဌံကောင်းကောင်းဝေပေးပါ။ဝေရမယ့်အဋိဌံကဂုံတော်ကွန်ချာကိုနေ့စဉ်အမြဲတမ်းကိုးကောင်းကိုးကောင်းရုပ်ဖတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေသောဒီဘက်တာပြည်နေသောမိန်းတို့တွေ့ရပါတယ်ရှင်။